အားလုံးပဲကလေးတွေအကြောင်းပေးရမှာအသားစားခြင်းနဲ့ပြောရင်ဒီလိုလေးလှုပ်ကြွေးကြည့်ပါတန်ရှင်းလက်ဆက်မှုရှိပြီးစားလို့ကောင်းတဲ့အပြင်ချက်နီးလေးကလည်းတွေကူရယ်ဝန်ထံယူကတကယ်ကိုဝယ်ရတာစီချူပါရယ်အရင်ဆုံးဝန်ထံယူကိုအတင်းအကျင့်တော်ပြီးဘီယာနဲ့စိမ့်မယ်ဘီယာနဲ့စိမ့်တာကအသားကိုနူညံ့စေလို့မမကြီးမဖြစ်တော့ပဲအနံ့ကိုလည်းမွေးစေပါရယ် ပကံလုံးတွေကိုအစောကမှဥလိုက်တဲ့ကျုပ်နှလုံးထည့်ပြီးခလောင်မယ်။ဘာလို့လို့နဲ့ဟင်းချက်နီပေါင်းများစွာကိုမျှဝေပြီးသွားပြီးဒါပေမဲ့လူကြီးမင်းတို့ရဲ့အသေးအခုချိန်တိမရသေးဘူး။ဒီဗီဒီယိုကိုတော့အသေးလေးပေးပြီးအားပေးသွားကြအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျင်းကျက်သွန်ဒီနန်းနံမင်းထဲဘင်္ဂပြရဲ့အချီစွန်တော်ဝခယူးစီအတင်တင်ထဲစားကောင်းရတဲ့အဓိကချက်ကတော့ဒီဘာဘီကျူးအမှုထုတ်လေးပါ။ဘာဘီကျူးအမှုထုတ်တော်ဝတဲ့အားလုံးသမားအောင်နေပြီးအရသာဝင်အောင်15မိနစ်နှက်ထားလိုက်။ပြီးတဲ့အခါပြောင်းကောင်ဘုတ်တစုံထဲပို့ပြီးကြွရမှုရှိအောင် ဟင်းချက်စီစွန်တဝက်စာလောက်ထည့်နေလိုက်ပါ။ဦးရဲစီပူပြီးဆိုတခုချင်းစီထည့်ပြီးမီးအလေလံနေထားနဲ့ဖြည်းဖြည်းချင်းကြော်မယ်။ဒီလိုကျွတ်ကျွတ်လေးနဲ့ရွှေဝါရောင်တန်းတဲ့အထိကြော်ပြီးရင်ဆဲလို့ရပါပြီ။အစောကကျန်တဲ့ဘာဘီကျူးအမုတ်လေးပြုအရသာနှံအောင်အနေငယ်အထောက်ခလောက်လိုက်ပါ။ဒီနံရိုးလေးကအပြင်ကုန်ရွရွအတွင်းသားအီအီလေးနဲ့အရန်စားလို့ကောင်းပါလေ။သဘောကျနှစ်သက်တဲ့ဆိုဗီဒီယိုလေးကိုအသေးလေးပေးပြီး save ထားလိုက်တော့နော်။